မကွေးတိုင်းဒေသကြီးပခုတ်ကူမြို့နယ်တရက်တော်အုပ်စုမှာမီတာကအပိုယူနစ်ကောက်ခံတာကိုမကျင်တ်လို့ဒေသခံတွေလမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။ဥမြင့်နိုင်သတင်းပေးပို့ထားပါတယ်ခင်ဗျာ။ဖေဖော်ဝါရီလ9ရက်တနင်္ဂနွေနေ့ကပခုတ်ကူမြို့နယ်တရက်တော်အုပ်စုကဒေသခံ80ကျော်ဟာတရက်တော် ခမ်းမကနေပခုတ်ကူစိတ်ဖြူကားလမ်းမတစ်လျှောက်မြစ်ရှိတိုက်နယ်လျှက်စစ်ဓာအယုံရှိသည့်လမ်းလျှောက်ပြီးဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။ တရတော်ဒေသခံတွေအနေနဲ့အိမ်သုံးမီတာတွေမှာအပူကြီးကောက်ခံထားမှုတွေရှိနေတာကြောင့်အခုလိုဆန္ဒထုတ်ဖော်ရတာလို့လည်းသိရပါတယ်။ဓမ္မတာကြီးကုတိန်ဆိုင်ကလည်းတနိုင်ငံလုံးဒန်းတူညီများအခွင့်အရေးတွေပေးထားတယ်။ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ဆိုးကလည်းတရားစင်မီတာကများဘူးတနိုင်ငံလုံးတပြေးညီကောက်ခံထားကြောင်းကြေညာထားတယ်။အခုကျွန်တော်တို့တရတော်အုပ်စုအပါအဝင်ကျန်တဲ့ရွာကလေးတွေကိုသူတို့အပူကြီးတွေထက်ကောက်ခံထားခြင်းကလုံးဝမတရားဘူးလို့ကျွန်တော်ထင်တယ်။ ဒါကြောင့်တမတာကြီးနဲ့အစိုးရအဖွဲ့မှအကြီးအကဲတွေပြည်နိုင်အောင်လို့ကျွန်တော်တို့ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ပါတယ်ဆန္ဒထုတ်ဖော်တဲ့ဒေသခံတွေအနေနဲ့လျှက်စစ်မီတာအပိုးယူနစ်ကျေးတွေပပျောက်သွားစေခြင်းတွေလို့လည်းသိရပါတယ်ဟုတ်ကျွန်တော်ဆက်လျက်စီလင်းလုံးလည်းမပြောက်ပါဘူးမမောင်းခင်ဗျာပောက်ခဏ၄နှစ်ကျော်သွားပါပြီခင်ဗျာ၄နှစ်ကျော်တဲ့ထက်မှပြီးကြတဲ့လားရှိပါသေးတယ်ခင်ဗျာကျွန်တော်တို့ကတော့ကွာချယူနစ်တွေတစ်သက်လုံးကိုပြောက်ချင်တော့ဒီဆန္ဒထုတ်ဖော်မှုဟာ လက်ရှိသမရဥသိမ့်စိန်လက်ထက်မှာပခုတ်ကူခရိုင်တွင်ပထမအဦးဆုံးအကြိမ်လူစုဝေးလိုက်ဆန္ဒထုတ်ဖော်ခဲ့တာဖြစ်ပါတယ်ကျွန်တော်မြင့်နိုင်သတင်းပေးပို့ထားတာပါ